စာရေးဆရာကိုချင်ဘယ်တော့မှမသေးတော့ဘူးတဲ့စာရေးဆရာရဲ့ချစ်သူဖြစ်ရင် if you fall in love with a writer you will be immortal ဘောနော် you are immortal ဖြစ်မယ်မချစ်သူဖြစ်တိုင်းလေသူကချစ်သူတိုင်းကကြပြရေးစာရေးတဲ့ပါတာမဟုတ်ဘူးသူတို့ရင်ထဲမှာတကယ်ကိုတိုးတိုးဝင်ဝင်နက်နက်ဆိုင်ဆိုင်အမှုပညာဉာဏ်ကိုစိတ်စော်စေတဲ့ချစ်ချင်းမြတ်တာမျိုးပေးနိုင်တဲ့ချစ်သူကဒီလိုစာပေထဲမှာပါဝင်ခွင့်ရတာမင်းကလေးရဲ့အလှဆက်ရွံ့မှုလေးပါမှပြည့်စုံတယ်တဲ့ကျွန်တော်မင်းကလေးက မာစာရေးဆရာ ကပြားဆရာတေးရေးဆရာတွေရဲ့ချစ်သူဖြစ်ရတာကကံကောင်းတယ်ပေါ့နော်အဲ့တော့စိတ်ဆင်းပြေချစ်သူဖြစ်ရတာလည်းအင်မတန်မှကံကောင်းပါပါစိတ်ဆင်းပြေရဲ့စာတွေကပြားတွေထဲမှာ ဖွင့်ထွက်ပြီးတော့ပေါင်ပြီးရနိုင်ပါတယ်လို့ငငယ်တော့အရင်တော့ဗာလဲစရီးဤစားစားပြည့်ခက်လေကိုရီးယားဤစားစားပြည့်ခက်ကိုမိလိုက်တာဗောနော်တခါလေးဒါတော့အခုတော့မှဖန်နေပါတယ်ကပြားလေးတွေကို့အကြောင်းစိတ်ဆန်းဖြူဆိုတဲ့နာမည်လေးသုံးလုံးကပြားလေးဖွဲ့ထားတာစာလေးဖွဲ့ထားစာပိုင်လေးတွေဖက်ရတာလေးရှိတချို့ဟာတွေဆိုကိုယ့်ဘက်ကို screenshot ရိုက်ပြီးတင်ထားတာရှိဒါလေးတွေကို့မှမြင်တော့ကြည်နူးလွန်းလွန်းပီတိဖြစ်လို့လို့ story ပြန်တင်ရတယ် Facebook ပြန်တင်ရတယ်ကိုရောင်တလို့ဖြစ်တာသချင်းတွေရုပ်ရှင်တွေဝိထုတွေလည်းပါတယ်ဆိုရင် blog တောင်မှဟို6လောက်ကမြကြီးနဲ့ထိအောင်မှာမဟုတ်လေထဲမှာပြောင်းဝဲနေတော့မှာပါပဲ